ဘယ်ဒီတကားတောက်ကြသားသမီးများအတွေ့တဲတော့ကံတရားဖတ်ပြပါမယ်နော်ဒီကျွန်တော်ဒုက္ခတဲ့ဝင်တဲတော့နမိတ်ကိုပတ်စဉ်တောက်ကြနေညနေ6:00ဆိုရင် ပုံမှန်တင်ပေးနေကြဖြစ်ပါတယ်ဒီဟောစတန်လေးရဲ့တတန်းလည်းပဲတော်တော်လေးကိုကြာမြင့်ပြီလို့ပြောရမှာဖြစ်တာပေါ့ဒါအပတ်တိုင်းမပြည့်အောင်အသက်တွေလည်းအသက်ရွယ်ရကျန်းမာရေးအခြေအနေရအားနေတဲ့အချိန်ကာလဖြစ်ပေမဲ့လည်းဒါလေးဟာခုနှစ်သားသမီးတွေအတွက် အင်မတန်မှအကျိုးပေးတဲ့ကိစ္စလေးဖြစ်တဲ့အတွက်အာဇုမန်တလေးနဲ့အာထည့်ပြီးတော့ဒါပုံမှန်တိုင်းဆောင်ရွက်ပြနေခြင်းဖြစ်ပါတယ်။အဲ့တော့တောက်ကြသားသမီးတွေရဲ့ကံတရားကိုကျွန်တော်တဲရော့ကတ်ခொနကတ်ချတော့တာပေါ့နော်။လူတိုင်းလူတိုင်းရဲ့ကံတရားကတော့ဆိုတော့တကုဏတကုမတူညီနိုင်ပါဘူး။မတူညီနိုင်ဘူးပေါ့နော်။တချို့ငွေကြေးကောင်းတယ်တချို့ကျန်းမာရေးမကောင်းတချို့ကျန်းမာရေးကောင်းပြီးတော့စီးပွားရေးကမကောင်းအဲ့လိုမျိုးမတူပါဘူး။ဒါကြောင့်မလို့ကျွန်တော်တဲရော့ကတ်ကိုခொနကတ် ချတာပါတခြားသားသမီးတွေတွေပထမဆုံးကြတဲ့နမိတ်လေးရှိပါတယ်အဲ့နမိတ်ကကြတော့ဘာနမိတ်လဲဆိုတော့သူကတဟာမိတ်ဆိုတာယတိကပ်ဒါယတိသူတော်စင်တစ်ပါးကမိအိမ်လေးကိုကိုင်းထားတယ်လက်တစ်ဘက်ကတောင်ဝေးကိုင်းထားတယ်သူကရေခဲတောင်နေရဲ့အမြင့်ဆုံးမှာရှိဒီနမိတ်ကဘာညွှန်ပြတာလဲဆိုတော့သူရှာဖွေနေတဲ့အရာကိုရတာသူရှာဖွေနေတဲ့အရာကိုတွေးရှိသွားတာကံကောင်းသွားတာပေါ့နော် ော့သူကဘဲရအောင်ရှာတယ်ပေါ့တော့ကြာသားသမီးတွေကဒီကာလတွေမှာကိုယ့်ကို ပြန်ပြီးတော့သုံးသက်မဘာအတွက်စူးစမ်းနေတာလဲကိုကငွေကြေးကန်တာတာလေးငွေကြေးအခြေအနေတွေကောင်းခြင်းလို့စူးစမ်းနေတယ်ဆိုရင်လေကိုရှာဖွေနေတဲ့ငွေကြေးတွေအဆင်ပြေနိုင်တဲ့အချိန်ကာလဖြစ်ပါတယ်ကိုကအလုတ်ကင်တွေတိုးတက်ဖို့အတွက်စူးစမ်းအထောက်နေတယ်ဆိုရင်လေအလုတ်ကင်တွေအဆင်ပြေမဲ့အချိန်ကာလပါနောက်ယာဒူးကိစ္စတွေလာတာကိစ္စတွေအတွက်ကိုကစူးစမ်းနေတယ်ဆိုရင်လေ ရနိုင်တာပေါ့နော်ဒီကလာမှာကိုရှာနေတဲ့အရာရနိုင်တယ်လို့ပြောရမှာဖြစ်တယ်ကိုတွေးလိုက်တဲ့အတွေ့အတိုင်းအတွေ့အတိုင်းဟာအာဖြစ်နေတာပေါ့တောက်ကြသားသမီးတွေအတွက်တော်တော်လေးကောင်းမှာနောက်ကိုပိုင်စီးပွားရေးလုပ်ငန်းတွေဆိုရင်လည်းထွန်းတောက်တတ်တာပေါ့နောက်ကိုကိုလည်းပဲသူများကအကြံကောင်းညံကောင်းတွေပေးတတ်တာပေါ့ကိုကိုတိုင်းကလည်းပဲအခြားသူကိုလမ်းညွှန်မှုတွေပြောပြနိုင်အကြံကောင်းညံကောင်းတွေပေးနိုင် တော့တောက်ကြသားသမီးတွေတွေဒီကာလတွေမှာဆိုရင်ဖဲပေါင်းစုံနဲ့ကံကြမ္မာကောင်းခြင်းတွေစိုးမိုးတဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။ဒါကသူကတောက်ကြသားသမီးတွေရဲ့ကံသာရမှာထူးခြားချက်တစ်ခုရှိတယ်။အဲဒီထူးခြားချက်ကဘာလဲဆိုတော့သူကမီးအိမ်လေးကိုကင်တာပါနော်။တောက်ကြသားသမီးတွေလည်းဟာမင်းကတ်မှာဆိုတော့မီးအိမ်လေးကင်တာ။အဲဒီမီးအိမ်ထဲမှာ9000ကျဲဆိုတဲ့မီးအလင်းရောင်လေးကဖြာကြနေတဲ့နမိတ်ကြ။ဒါကြောင့်တောက်ကြသားသမီးတွေထူးခြားချက်ကတော့ပညာရေးနဲ့ပတ်သက်တယ်။ တော့မီးယာစီမီတို့အလင်းရောင်တို့ဟာပညာတစောင်းပေါ့တော့ပညာရေးနဲ့ပတ်သက်တဲ့အကြောင်းတွေပါဒီမှာဆိုရင်ပညာရေးကိုကျွန်တော်မီးကွက်ကလေးနဲ့စီမီကွက်ကလေးနဲ့ကျွန်တော်တို့တင်သားတော့အဲ့တော့ပညာရေးကံပညာတွေပါဒီနဲ့ပတ်သက်တဲ့ကံတွေကောင်းတတ်ပါလားနောက်ငွေချင်းနဲ့ပတ်သက်တဲ့နမိတ်မှာကျတော့မေရိုအီးနမိတ်ကြတယ်မေရိုအီးဆိုတာကတော့ကျွန်တော်တို့တဲရော့ကတ်မေဂျာကတ်ထဲမှာ20နဲ့နံပါတ်2ကတ်ပေါ့နော်အဲ့တော့အဓိကတော့ငွေကန်ကောင်းတာပေါ့ ။သောရသားသမီးတွေအတွက်ငွေချင်းနဲ့ပတ်သက်ရင်စိတ်ချမ်းသာမယ်၊စိတ်ပျော်ရွှင်ရမယ်။ပဒံကိတာနဲ့ပတ်သက်ရင်တော့ပူပန်တော့ကကင်းမယ်။ထီပေါက်တဲ့သူငွေတွေပါလေဝင်လာတတ်တယ်။ငွေချေးအကူအညီတွေပါလေရှာပွေနေတဲ့ဆိုရင်လည်းလွယ်လွယ်ကူကူရနိုင်ပါလား။တော့လူမှုရေးပါနော်လူမှုရေးမှာကျတော့ကျဲပွင်း၈ပွင့်ဆိုတဲ့နမိတ်ကြတယ်ကျဲပွင်း၈ပွင့်နမိတ်ကကြတော့ဒါလူချစ်လူခင်များတယ်ပေါင်းသင်းသတိုင်းတွေအစဉ်ပြေတယ်လူအများကြီးချစ်ခင်မှုတွေလေးစားမှုတွေကိုတောက်ကြသားသမီးတွေကရနိုင်တယ် ။နောက်ဆွေမြေသားချင်းနေနဲ့ပတ်သက်တဲ့တဲရောနမိတ်မှာကြတော့ဒုတ်ချောင်းတစ်ချောင်းဆိုတဲ့နမိတ်ကြတယ်။ဒီနမိတ်ကလည်းအင်မတန်မှကောင်းသောနမိတ်ဖြစ်တယ်။အဲ့တော့မိသားစုကဏ္ဍတွေဆွေမြေသားချင်းနဲ့ပတ်သက်တဲ့ဆက်ဆံရေးတွေအင်မတန်မှကောင်းတတ်တယ်။ကျမ်းမာရေးကျမ်းမာရေးလည်းကျယ်ပွင့်နမိတ်ဆိုတော့မဆိုးပါဘူး။အဲ့တော့တောက်ကြသားသမီးတွေရဲ့ကျမ်းမာရေးနဲ့ပတ်သက်တဲ့ကံတာတာအထူးကောင်းတော့ကျမကြီးညံ့နေရင်တော့မှကျမကြီးတွေပြန်ကောင်းနိုင်တော့ယောဂဝေဒနာတွေပျောက်ကင်းနိုင်တယ်ဆရာကောင်းသမားကောင်းတွေတွေ့နိုင်တယ်ဆေးကောင်းမကောင်းတွေတွေ့နိုင် နောက်မိစွေပေါင်းစင်ကဏ္ဍတွေမှာပညာရေးနဲ့ပတ်သက်တဲ့ကဏ္ဍတွေမှာဆိုရင်လည်းတောက်ကြသားသမီးတွေတော်တော်လေးကောင်းပါတယ်။နောက်ချေးအိမ်တော်ကြီးမှာကျတော့ဆိုရင်တိန်တိုင်တဲ့ကနေလက်တစ်ဖက်ထွက်လာတယ်။အဲ့လက်တဲ့ကနေပြီးတော့ကျဲပွင့်အကြီးကိုခြင်ထားတယ်ဆိုတဲ့သင်္ကရာနမိတ်ကြတော့တောက်ကြသားသမီးတွေအတွက်အချေးရေးကဏ္ဍကောင်းတာပေါ့နော်။ကိုယ်တန်ဖိုးထားမဲ့လူတွေနဲ့ဂျုံအပ်တယ်။ဆေးသက်ကြောင်းလန်းကိစ္စတွေဂျုံအပ်တယ်။မင်္ဂလာကိစ္စတွေဂျုံအပ်တယ်။အာချစ်သူကပေးတဲ့လက်ဆောင်ကိုရတတ်တယ်။ ကိုမျိုးသားကိုလက်ဆောင်ပန်းနာပေးတတ်တယ်။ကိုမျိုးသားကို ကိုအဲဇနီးမယားကြောင့်ကိုဟာနှလုံးစိတ်ဝမ်းအေးချမ်းအဲ့တော့ပြောချင်တာကတော့ဒီတောက်ချသားသမီးတွေရဲ့ကံတရားအတွက်ဆိုပြီးကျွန်တော်တဲတော့ကတ်ခုနကတ်ကြရတာပေါ့နော်ခုနကတ်သလုံးကတော်တော်လေးကောင်းတဲ့ကံတရားနှမိတ်ပါပဲ။ဒါကြောင့်အာတောက်ချသားသမီးတွေအတွက်ဆိုရင်အဖက်ဖက်ကနေအစဉ်ပြေခြင်းတွေကံကောင်းခြင်းတွေစိတ်ချမ်းသာရခြင်းတွေအောင်မြင်နေကြုံ။ ဲ့တော့ထူးခြားတာကတော့ပညာသူရမယ်ပညာရေးကံကောင်းမယ်နောက်ထိပတ်တကယ်ဆိုငွေတွေစုလိုက်ပြန်လိုက်ဝင်တတ်တယ်လူချင်းလူကင်များမယ်ကျမ်းမာရေးကောင်းမယ်အဲ့တော့ဖက်ဖက်ကနေစင်ပြေခြင်းတို့ကံကောင်းခြင်းတို့စိတ်ချမ်းသာခြင်းတွေကြုံမှာပေါ့နော်ဒါကြောင့်သောကြသားသမီးတွေအနေနဲ့မိမိတို့ရဲ့စီးပွားရေးတွေမိမိတို့ရဲ့အလုပ်ကိုင်တွေအကျန့်တီတွေကိုလုပ်ရင်ကောင်းမလားမကောင်းလားလုပ်တင်လားမလုပ်တင်လားအဲ့လိုမျိုးစဉ်းစားနေတဲ့ကိစ္စတွေချင်းလုပ်ကိုလုပ်တင်ပါတယ် လှုပ်တဲ့အောင်မြင်မဲ့ကံတာတာမျိုးတွေအပြည့်အဝရှိပါတယ်။တောက်ကြသောသမီးတွေအတွက်အကျိုးပေးတဲ့ကံကောင်းတဲ့အယောင်တွေကြတော့ကျွန်တော်အဝါယောင်နဲ့နီညိုယောင်နဲ့ကောင်းပါတယ်။အဝါယောင်နီညိုယောင်ဝတ်ပါဆောင်ပါ။နောက်တောက်ကြသောသမီးတွေအတွက်ကျွန်တော်လက်ဆောင်ပေးချင်တာတော့၅ကနန်း၃ကနန်းဖြစ်ပါတယ်။၃ကနန်း၅ကနန်းဖြစ်ပါတယ်နော်။မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုပေါ့စီပေါ့စီ၃လုံးပေါ့အဲ့ဒါလေးတွေကိုကတ်ကတ်လှူပြီးတော့ကိုဖြစ်ချင်တာဆိုတောင်းပါ ကိုယ်မှကြည့်တဲ့မကောင်းတဲ့ကံတရာအညံ့ကြိုက်တွေပြပြပြီးတော့ကောင်းကျိုးလိုရာဆန္ဒတွေရရှိစေမှာဖြစ်ပါတယ်။သောကြသားသမီးကျွန်တော်ရဲ့မိတ်ဆွေအပေါင်းလည်းကိုကျမ်းမစိတ်ချမ်းသာလိုရာဆန္ဒပြပါစေလို့အယူတော်မင်္ဂလာချမ်းတွေလှိုက်လိုက်လဲလဲဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။